ညာအတွက်ရင်းနေဖို့မနဲ့မျောပါနဲ့လူတော်တော်များများတချို့နေရာတွေမှာသာငွေသုံးရတာမနဲ့မျောတာပညာအတွက်သုံးဖို့ဆိုရင်တိတ်မျောတတ်ကြတယ်တချို့ဟာဟောပေါ်ဆိုင်တပတ်တခါရောက်ချင်းရောက်လာတယ် 9000တဲ့စာအုပ်ကိုဝယ်ဖို့ဆိုရင်ဈေးကြီးရဲ့လို့ထင်တယ်။ယူတတ်မယ်ဆိုရင်ထောင်ကနန်းလောက်တန်တဲ့စာအုပ်ကကိုယ်ဘဝတစ်ခုလုံးကို အကြီးအကျယ်ပြောင်းလဲပေးနိုင်စွမ်းရှိပါရဲ့။အောင်မြင်ကြီးပွားသူတွေအများစုကိုမေးကြည့်ရင်သူတို့ဘဝကို အချိုးအကွေဖြစ်စေတဲ့ စအုပ်တအုပ်နှစ်အုပ်အချောင်းကိုပြောပြလိုက်မယ်။တချို့ကြတော့ဘာမှမသိတဲ့လုပ်ငန်းတစ်ခုမှသာရှယ်ယာထည့်ခြင်းထည့်မယ်။ငွေကြေးပညာသင်တန်းတစ်ခုတက်ဖို့ဆံမျောတချာရဲ့ငွေကြေးပညာနားမလည်ပဲငွေကြေးရှင်နှီးမြှုပ်နှံမှုလုပ်ရင်ရှုံးဖို့ များပါတယ်။ရင်းနှီးနှုတ်နဲ့မူးဆိုတာထီထိုးတယ်လို့ကံခိုးမျောတာထက်ညံအမျောအမြင်နဲ့ကစားတတ်ဖို့လိုပါတယ်။ကိုနာမလဲတဲ့မကျွမ်းကျင်တဲ့နယ်ပယ်မှာအသိပညာတစ်ခုအထွတ်ဝေသုံးဖို့တံပြောရင်ဆုံးရှုံးမှုအကြီးကြီးကြုံရနိုင်ပါတယ်။ မတိတာတွေတိလာအောင် နားမလဲတာတွေနားလဲအောင်လှုပ်ဖို့အကောင်းဆုံးနီလန်းကစာဖတ်တာပဲအခုခင်မှာအပြင်ထွက်မုတ်တခါစားရင်ငားတောင်တတောင်လောက်ကိုရင်ဘာမှမဖြစ်စာအုပ်ကိုတတောင်ဖိုးလောက်ဝယ်မယ်ဆိုရင်တအားများတယ်လို့ထင်ကြရဲ့ မတိတာတွေကိုတင်ရှားဖို့ကိုကိုကိုတိုးတက်အောင်လုပ်ဖို့ဆိုတဲ့နေရာမှာအရေးကြီးဆုံးကစာဖတ်တာပါပဲစာမဖတ်ရင်သူများချင်းထဲဟုတ်တိတ်ကောင်းနေဘလောက်များများစာဖတ်ဖို့ပေးကိုပေးရမယ်စာဖတ်တဲ့အတွက်ဘာရလဲအသိပညာရတယ်အမြင်တဲ့အတွေ့အကြုံရမယ်စိတ်အားဟာရ ်တွေဖြစ်မယ်တခြားသူကိုခံစားနားလေပေးနိုင်စေတယ်အမြင်ကျဲစေတယ်အနည်းဆုံးတော့မအားတော့ဘူးစာမဖတ်ရင် သူများချင်းတယ်လို့သိကောင်းတယ်ခက်ကပညာခက်တည်အချက်အလက်ခက်သူများနောက်မကြံအောင်စာဖတ်မှာကိုရမယ်လေလာစီပူမှာကိုရမယ် ဘလောက်အလုပ်များများကိုခံအားခေါင်းဖို့ဝမ်းစာဖြစ်ဖို့စာပတ်ဖို့အချိန်ကိုပေးဖို့လိုတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုတွေဗီဒီယိုတွေအများကြီးကြည့်ဖို့လိုတယ်ဒီဗီဒီယိုကိုအပေါင်းနှိပ်ထားနိုင်ပါတယ်